မနေ့ရနုံတို့ချင်းမှာဖုံးကိုရင်ဆုံးလမ်း10မီတာမျိုးဒါမှမဟုတ်ရင်စိတ်ဖိစီးလာပြီဆိုတဲ့အချိုလေးတစ်ခုခုစားလိုက်ရမှ နေထားထိုင်တာရှိတာမျိုးအဲ့ဓာတွေကဇာမန်အပြုတ်မှုလေးတွေလို့ထင်ရတယ်ဟုတ်ဒါပေမဲ့တကယ်တမ်းမှာအဲ့ဒီရတွေကကျွန်တော်တို့တောင်တတိမထားမိပဲဘဝကိုထင်းချုပ်နေတယ်မမြင်ရတဲ့စွမ်းအားတွေဆိုရောဟုတ်ပါတယ်ဒီနေ့ Charles Duhigg ရဲ့နာမည်ကြီးစာအုပ် The Power of Habit ကိုအခြေခံပြီးတော့အလေးအချင်းဆိုတဲ့အဲ့စွမ်းအားကြီးအကြောင်းကိုအတူတူလေ့လာကြည့်ကြအောင် ီမှာစိတ်ဝင်စားစရာကောင်းတဲ့ချက်တစ်ခုရှိတယ်ဒုတိယကတော့ကသူတေးသနာတစ်ခုမှာဗာပြောထားလဲဆိုတော့ကျွန်တော်နေ့တိုင်းလုပ်နေရတဲ့40ရာခိုင်နှုန်းကျော်ကတေချာစဉ်းစားပြီးဆုံးပြလိုက်တာတွေမဟုတ်ဘူးတဲ့အဲ့ဒါတွေအားလုံးကအလေအကျင့်တွေရှိပဲစဉ်းစားကြည့်လေတနေ့တိုင်းထက်ဝက်နီးပါးကိုအော်တူဖလက်မူကြီးနဲ့ပြတ်တန်းနေကြတာနဲ့အတူတူပဲဒါဆိုရင်ကို့ဘွားကိုတကယ်တော့ထိုင်းကျုံနေရလားဆိုတော့မျိုးကထွက်လာပြီပေါ့ကောင်းပြီဒါဆိုရင်အရေးကြီးဆုံးမဲခွန်းကဒါပဲဒီအလေးချင်းတွေကိုရောပြောင်းလဲလို့ရလား ကျွန်တော်တို့ကိုချုပ်ကင်ထားတဲ့ဒီတန်ဆေရာကိုင်းတွေရောယုံထွက်လို့ရနိုင်ပါမလားအဖြေကတော့ရနိုင်ပါတယ်ဒါပေမဲ့ဘလို့ပြောင်းမလဲဆိုတာကိုမသိခင်မှာအလေချင်းတွေရဲ့နောက်ွယ်ကလှို့ဝါချက်ကိုအရင်ဆုံးဖော်ထုတ်ဖို့လိုရတယ် Okay အလေချင်းတွေရဲ့ရှိုးဝါချက်ကိုဖော်ထုတ်ဖို့အတွက် Eugene Polly ဆိုတဲ့လူတစ်ယောက်ရဲ့တော်တော်လေးကိုထူးဆန်းတဲ့ဖြစ်ရပ်ကနေဆက်လက်ကြရအောင်သူရဲ့ဇလန်းကဦးနှောက်ရဲ့လှုပ်ဆောင်မှုနဲ့ပတ်သက်ပြီးသိပ္ပံပညာရှင်တွေကိုတော့တော်တော်လေးအားအသင့်စေခဲ့တာပါ ဒီပဟေလီကိုအရင်စဉ်းစားကြည့်ပါ။မှညာလုံးဝမချိတော့တဲ့လူတစ်ယောက်ကအလေးအကျင့်အစ်စ်တီကိုရဖြုတ်လို့နိုင်အောင်မလား။ကျွန်တော်တို့ရဲ့ဖြုတ်မှုတွေအားလုံးကမှညာပေါ်မှာပဲအခြေခံတယ်လို့ထင်ထားကြတာကိုဒီမေခုံးကတဲ့တဲ့ကိုစိန်ခေါ်လိုက်တာပဲ။ယူဂျင်းရဲ့ဖြစ်ရကအဲ့ဒီအဖြေကို ပေးခဲ့ပါဗျ။တထောင်ကူးစစ်တုံးကူးနဲ့မှာမှာပေါ့။ဗိုင်းရပ်စ်ကူးစစ်မှုတစ်ခုကြောင့်ယူဂျင်းရဲ့ဦးနှောက်ထဲက media temporal lobe ဆိုတဲ့အစိတ်ပိုင်းပျက်စီးသွားခဲ့တဲ့ ဒီအစိပ်ပိုင်းကဘာလို့လဲဆိုတော့အချက်လက်တတိကိုမှတ်ညံအဖြစ်သိသိပေးတဲ့အထူးကနေရပေါ့ဆိုတော့ဒီနေ့ပျက်စီးသွားတာနဲ့သူ့ရဲ့မှတ်ညံအသစ်တွေဖန်တီးနိုင်စွမ်းလဲလုံးဝပျောက်ဆုံးသွားကြရတယ်သူ့အခြေအနေကဘလောက်ထိဆိုးသွားလဲဆိုရင်လေစကားပြောနေရင်လည်းစောစောကဘာကြောင်ပြောခဲ့လဲဆိုတာကိုမေ့သွားတတ်တယ်သူ့ကိုနေတိုင်းပြုစုနေတဲ့ဆရာဝန်နာမည်ကိုမမှတ်မိဘူးကို့အသက်ဘလောက်လဲဆိုတော့မထီတော့ဘူးသူ့အထက်အချင်းတိုင်းဟာအတိတ်ဆက်ဆက်ပြုစုပန်ကာလတခုလိုဖြစ်နေတာ ူ့ရဲ့မျက်ငင်ဟာလုံးဝကိုဖျော့ဆုံးပေါ်ခဲ့တာပါ။ဒါမဲ့ဒီမှာထူဆန်းတာတစ်ခုဖြစ်လာတယ်။ယူဂျင်ဟာမနက်တိုင်းသူ့ရဲ့အင်မီကလမ်းတစ်ပတ်ကိုလမ်းထွက်လျှော့ပြီးအင်ကိုလမ်းမမှားပဲတိတိကျကျဖြန်လန်းနိုင်ခဲ့တယ်။သူ့ကိုသူ့အင်လမ်းရဲ့မြေပုံဆွဲခိုင်းရင်တောင်သူ့လုံးဝမဆွဲတတ်ဘူးနော်။ဒါဆိုသူ့ကိုအင်ပြန်လမ်းပြနေတာကမှတ်ညက်မဟုတ်ရင်တခြားဘာထင်နိုင်မလဲ။နောက်ထပ်ဥပမာတစ်ခုပြောရရင်မိဖို့ချောင်းတယ်မှမြေပဲဖို့ကိုပနာထားလဲဆိုတာသူရှာနိုင်တယ်။ ဒါပေမဲ့မိဖို့ချောင်းတကားပြန်မလဲလို့မိလိုက်ရင်သူမညွန်ပြနိုင်တော့ပြန်ဘူးဒီအဖြစ်မှုတွေကတက်တက်ပြနေတာကဤချင်းရဲ့ဥနောက်ထဲမှာမညင်နဲ့မဆိုင်တဲ့အလိုအယောက်အလွတ်လုံနေတဲ့စနစ်တစ်ခုရှိနေသေးတယ်ဆိုတာပါပဲအဲ့ဒါကတော့ဟုတ်ပါတယ်အလေးချင်းပါပဲ Eugene Polyev ရဲ့ကအလေးချင်းတွေဟာဥနောက်ရဲ့တီးခြားအဖွဲ့အစည်းတစ်ခုမှာတရှိနေတယ်ဆိုတာကိုဖော်ထုတ်ပေးခဲ့ပြီကဲအခုဆိုရင်အဲ့ဒီအလေးချင်းတွေဘယ်လိုအလွတ်လုံတယ်လဲဆိုတဲ့သိပ္ပံနည်းကြအချက်လက်တွေကိုလေ့လာကြည့်ကြအောင် သိပ္ပံပညာရှင်တွေကဒါကို elite agent တန်းတရား the habit loop လို့ခေါ်ကြပါတယ်သိပ္ပံပညာရှင်တွေကကျွတ်တင်တဲ့စမ်းသပ်မှုတွေလို့ရင်းနဲ့ elite agent တွေကို basal ganglia ဆိုတဲ့ဦးနှောက်ရဲ့ရှေးကျတဲ့အစိတ်ပိုင်းကထိန်းချုပ်ထားတာကိုတွေ့ရှိခဲ့တယ်ဒီအစိတ်ပိုင်းကိုဦးနှောက်ရဲ့ autopilot စနစ်လို့ပြောလို့ရတယ်အလို့တစ်ခုကိုအချင်းချင်းလုတ်ပြီး elite agent ထိသွားပြီဆိုတာနဲ့ basal ganglia ကအဲ့ဒီတာဝန်ကိုယူလိုက်ပြီးဦးနှောက်ရဲ့တခြားအစိတ်ပိုင်းတွေကိုအနားပေးလိုက်တာအဲ့ဒါကြောင့်မလို့ကားမောင်းရည်နဲ့တချင်းနာထောင်တာတခုခုစဉ်းစားနေတာမျိုးတွေကိုဒီပလိုင်းနဲ့လုပ်နိုင်နေတာပေါ့ အလေးချိန်တိုင်းမှာရိုးရှင်းတဲ့အဆင့်၃ဆင့်ပဲပေါင်းဝင်ပါတယ်ပထမဆုံးက Q လို့ခေါ်တဲ့အရေးအမြတ်ပေါ်ဥပမာဖုန်းကနေ notification တန်ကြားလိုက်တာမျိုးလေဒုတိယက routine call လိုရိုလိုစင်ပါအဲ့ဒီအခါမှာကျွန်တော်တို့ကဖုန်းကိုကောက်ကင်ပြီးကြည့်လိုက်တယ်နောက်ဆုံးက reward ဆူလာပေါ် message တစ်သက် like အသက်တစ်ခုခုတွေ့လိုက်ရတဲ့အခါဥနောက်ကနေဖြောင်းရှင်စေတဲ့ dopamine ဆိုတဲ့တက်ကိုထုတ်လွှတ်ပါတယ်ဒီအဆင့်30ပါတန်တရာကပဲအလေးချိန်တွေကိုခိုင်းမာစေတာပါဒါပဲမယ်ခဏလေး ဒီအဆင့်30တည်းနဲ့တော့မပြည့်စုံသေးဘူးဒီတန်တရားကိုအဆက်မပြတ်လက်ပတ်စီပြီးဆွဲလန်းသွားအောင်လုပ်တဲ့နောက်ခွေကလျှို့ဖွက်ပါဝင်ပစ္စည်းတစ်ခုကျန်နေပါသေးတယ်အဲ့ဒါကဘာဖြစ်မဲ့ထင်လဲအဲ့ဒါကတော့ craving ပြင်းပြတဲ့တောင်းတမှုပါပဲဥနောက်ကဆူလပ်ကိုချိုတင်မျောလင်းလာတဲ့အခါမှာ craving ဆိုတာဖြစ်လာတာဖုန်း notification တန်ကြားလိုက်တာနဲ့ဆူလပ်ဖြစ်တဲ့တည်င်းအချက်လက်အစ်စ်ကိုလိုချင်တဲ့စိတ်ကပေါ်လာရော အဲ့ဒီတောင်းတအူးကကျွန်တော်တို့ကိုလူရုံးလုံးစင်အတိုင်းလှုပ်ဆောင်ဖို့တွန်းအားပေးပြီးအလေးအချင့်တန်တရာကိုအလိုအလျောက်ဖြစ်သွားစေတဲ့အထူးကတော့ချက်ပဲဒီသဘောတရားကိုအကောင်းဆုံးပြနိုင်တဲ့ဥပမာကတော့ Pep Sodden တွားတဲ့စီပဲဟိုရင်နေဆရာစုစောပိုင်းတို့က American လူမျိုးအညာစုတွားမတိုက်ချက်ဘူးကြောင်ညာပညာရှင် Claude Hopkins ကလူရည်ရဲ့တွားဖို့က film လို့ခေါ်တဲ့တွားချေကို Q အဖြစ်တောင်းလိုက်တယ် routine က Pep Sodden နဲ့တွားလိုက်တာပေါ့ reward ကတော့လာပါတယ်ပြုံး။ဒါပေမဲ့အ धिक အောင်မြင်မှုရဲ့လူဝချက်က craving ကိုဖန်တီးနိုင်ခဲ့တာပဲ။သူကသွားတိုက်စေးထွက်ကို mint လိုမျိုးအေးမြပြီးစူးရှားတဲ့အရာသာထည့်လိုက်တယ်။လူတွေကအဲ့ဒီခံစားချက်ကိုတန့်ရှင်းခြင်းနဲ့တွဲမှတ်မိသွားပြီးအဲ့ဒီခံစားချက်ကိုပြန်ရချင်လို့တောင်းတလာကြတယ်။ဒီလိုနဲ့သွားတိုက်ခြင်းဟာတနိုင်ငံလုံးရဲ့အလေးချင်းဖြစ်သွားတာပဲ။ Okay အလေးချင်းတွေဘလို့လွတ်လို့မလဲဆိုတာကိုတီးသွားပြီးဆိုတော့အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီ။အဲ့ဒါကတော့ မကောင်းတဲ့အကျင့်တွေကိုဘယ်လိုပြုကြရမလဲကောင်းတဲ့အကျင့်တွေကိုဘယ်လိုတည်ဆောက်မလဲဆိုတာပါပဲစာရေးသူကဒါကိုပြောင်းလဲခြင်းရဲ့ရွှေစည်းမြင် The Golden Rule of Change လို့နာမည်ပေးထားပါတယ်ဒီရွှေစည်းမြင်ရဲ့အဓိကချက်ကအယမ်းရှင်းတယ်အကျင့်ဆိုးတစ်ခုကိုအမြင့်ကနေလုံးဝဖျောက်ဖျက်ပြေလို့မရဘူးဒါပေမဲ့အာအဲ့ဒါကိုပြောင်းလဲလို့တော့ရတယ်ဆိုလိုတာကအလေးအကျင့်တန်တရာကြီးတစ်ခုလုံးကိုတွားဖြိုချဆံမလိုဘူးအထက်ကအဓိကကြတဲ့လုံရိုးလုံစင်အဲ့ဒီတစ်ခုတည်းကိုပဲအတက်တစ်ခုနဲ့လက်ကွက်လေးသုံးပြီးအစားထုတ်လိုက်ရုံပဲ ။ဥမာအနေနဲ့ပေါ့နိ။နေ့လယ်၃နာရီရောက်တိုင်းဒါက Q ။ပြင်းလာလို့ cookie စားတဲ့ဒါက routine ။အချင်းရှိတယ်ဆိုပါစို့။တကယ်တမ်းကိုတကယ်လိုချင်နေတဲ့ဆူလာကာကွတ်ကီရဲ့အရာတာမော်ပဲအလုတ်ကနေခဏအနားရပြီးလူတွေနဲ့စကားပြောချင်တာဒါက reward ဖြစ်နေတာတဲ့အဲ့ဒါကိုတည်သွားပြီဆိုရင်နောက်တစ်ခါ၃နာရီထိုးလို့ပြင်းလာတဲ့အခါကွတ်ကီစားမယ့်အစာလုတ်ဖို့ coin ဖြစ်တဲ့အောင်နဲ့မမင်းလောက်စကားသွားပြောလိုက်ရအောင်မယ် Q နဲ့ reward ကအတူတူပဲဖြစ်တဲ့အတွက်ဦးနောက်ကလိုရိုလုတ်စင်အစ်ကိုအလွယ်ကူလက်ခံသွားပါလိမ့်မယ်ဒါပေမဲ့ အလေးချင်းအားလို့ကတန်းတူညီတူတော့မဟုတ်ပြန်ဘူးအဓိကကြတဲ့အလေးချင်းတစ်ခုရှိတယ်ဒါတွေကဒိုမီနိုတုံးနေနဲ့ကျူတယ်အဓိကကြတဲ့အလေးချင်းတစ်ခုကိုပြောင်းလဲလိုက်တာနဲ့တခြားအလေးချင်းကောင်းနေပါသူ့အလိုလိုလိုက်ပါပြောင်းလဲလာစေတဲ့ဆွမ်းအားရှိတယ်အယ်ကိုဝါဆိုတဲ့အလူမီနီယံကုမ္ပဏီရဲ့ CEO အတက်ပေါ်လ်အိုနီလ်ကဒီသဘောတရားကိုလက်တွေ့ကျကျသုံးပြခဲ့တယ်။သူ CEO ဖြစ်လာတော့ယင်းဤမြို့နံသူတွေကိုအမြတ်အဆုံးတိုးအောင်လုပ်မယ်လို့မပြောဘူး။ လုပ်ငန်းခွင်ပေးခြင်းရေးကိုပဲအဓိကထားမယ်လို့ပြောလိုက်တော့အားလုံးပါးစပ်အဟောင်းသာဖြစ်သွားကြတယ်။သူကအဓိကအလေးအကျင့်အတစ်တစ်ခုကိုတတ်မှတ်လိုက်တယ်။ထိခိုက်တန်ရာရမှုတိုင်းကိုသူ့စီကို24နာရီအတွင်းတင်ပြရမယ်။နောက်ထပ်မဖြစ်အောင်ကာကွယ်မယ့်အစီအစဉ်နဲ့အတူပေါ့။အဲ့ဒီအလေးအကျင့်တစ်ခုတည်းကကုမ္ပဏီတစ်ခုလုံးကိုပြောင်းလဲပစ်ခဲ့တယ်။တန်ရာရမှုကိုအမြန်ဆုံးတင်ပြနိုင်ဖို့အတွက်ဆက်သွယ်ရေးစနစ်တွေပိုကောင်းလာရတယ်။ပြဿနာရဲ့အရင်းအမြစ်ကိုရှာဖို့အတွက်ထုတ်လို့ရေးလုပ်ငန်းစဉ်တွေကိုပြန်သုံးသပ်ရတယ်။ ဲ့ဒီလိုနဲ့ပဲအယ်ကိုအရဲ့ကုန်ကြစိတ်တွေချဆင်းသွားပြီးအရေးအသွေးနဲ့ကုန်ထုတ်ဆွမ်းအားတွေအမခံမြင့်တက်လာခဲ့တယ်။ဘေကင်းင်းဆိုတဲ့အဓိကအချင်းတစ်ခုကအောင်ယုံရဲ့ဒိုမီနိုတုံးကြီးကိုတုံးပြီးတုံးလျက်ချလိုက်တာပါပဲ။ကဲအလေးချင်းတွေကိုပြောင်းလဲနိုင်တဲ့ဆိုတာသိထွားပြီဆိုရင်ဒါကကျွန်တော်တို့ရဲ့တာဝန်ယူမှုနဲ့ပတ်သက်ပြီးဘယ်လိုအတိတ်ပဲသိရောက်လာမလဲ။ကျွန်တော်တို့ရဲ့အပြုတ်မှုတွေကအလိုလျောက်ဖြစ်နေတယ်ဆိုရင်တော့အဲ့ဒီအပေါ်မှာကျွန်တော်တို့မှတာဝန်ရှိသေးလား။ဒသနပညာရှင်ဝီလျံဂျိမ်းစ်ပြောခဲ့တယ်လို့ပေါ့။ ကျွန်တော်တို့ရဲ့ဘဝတစ်ခုလုံးဟာအလစ်အချင်းတည်းရဲ့စူစီးမှုတစ်ခုတာဖြစ်တယ်တဲ့။နင်းနေစဉ်းစားကြည့်ပါ။ကျွန်တော်တို့ဘသူဖြစ်တယ်ဆိုတာကကျွန်တော်တို့နေ့စဉ်ထက်ခါထက်ခါလုပ်နေတဲ့အရာတွေရဲ့ရလတ်ပဲမဟုတ်ဘူးလား။ဒီမဲခုံးရဲ့ရှုပ်ထွေးမှုကိုဒီဖြစ်ရတဲ့ခုကကွက်ကွက်ကွင်းကွင်းဖော်ပြနေပါတယ်။ Brian Thomas ဆိုတဲ့လူကအိမ်နေင်းနဲ့ကြောက်မဲ့ခွေရအိမ်မဲ့မဲ့ပြီးသူ့ဇနီးကိုတတ်မိခဲ့တယ်။သူဟာတတိမရှိပဲလှုပ်ဆောင်ခဲ့တာဖြစ်လို့တရားရုံးကသူ့ကိုပြစ်မရှိဘူးလို့ဆုံးချက်ခဲ့တယ်။ ် NG Batchman ကတော့လောင်းကစားဆွဲနေမှန်ပြည်သူကြီးနဲ့အမွေရတဲ့ပိတ်ဆံတွေအကုန်သုံးပစ်ခဲ့တယ်။သူမမှာတောင်းရှိတယ်လို့တရားရုံးကဆုံးဖြတ်ခဲ့တယ်။ဒီတော့ဘဲအချိန်မှာအလေးချင်းကစင်ချေတစ်ခုဖြစ်ပြီးဘဲအချိန်မှာတောင်းဝင်တစ်ခုဖြစ်လာတယ်လဲ။အဆုံးသတ်မှာတော့စာရေးသူ Charles Duhigg ကျွန်တော်ကိုပေးချင်တဲ့အဓိက message အဓိကမေးခွန်းကဒါပါပဲ။အလေးချင်းတစ်ခုကဘလို့အလလုတ်တယ်ဆိုတာကိုကိုကနားလေသွားပြီ။တီးသွားပြီဆိုရင်အဲ့ဒီအချင်းစုကိုပြောင်းလဲဖို့ကို့မှာတောင်းဝင်ရှိလာပြီလား။ ဒီစာအုပ်ကပေးတဲ့အဖြေကတော့လုံးဝရှင်းနေတာပဲရှိတယ်ဆိုတာပါပဲပါလို့လဲဆိုတော့အသိပညာကဆွာအဖြစ်သွားလို့ပဲအခုကျွန်တော်တို့အားလုံးအလေးချင်နေရဲ့လျော့ဝက်ချစ်ကိုတည်သွားပြီဆိုရာကအဲဒါတွေကိုပြန်လဲပုံသွင်းနိုင်တဲ့ကိုဘွားကိုကိုယ်တိုင်ပြန်ထိန်းချုပ်နိုင်တဲ့ဆွာအကိုပိုင်ဆိုင်သွားပြီဆိုတဲ့သဘောပဲအေးဒီဆွာအကိုဘယ်လိုအတုံးချမလဲအဲ့ဒါကတော့ကိုယ်တိုင်ရဲ့ယူရှက်မှုအပေါ်မှာပဲလွန်းလွန်းမှုတည်နေပါပြီ